ထုတ်ပြန်တဲ့ဇာတိမှာလက်နက်ကင်အဖွဲ့တွေပေါ့နော်21ဒီနေ့21နေ့ရဲ့ဆိုရင်ထုတ်ပြန်နေရမှာလက်နက်ကင်ထိချုပ်ကြဒီသားလူတွေနောက်ပြပရောက်နေတဲ့လူတွေကိုရဆာကပြန်လဲဖိတ်ခေါ်တယ်ဖိတ်ခေါ်တဲ့ဇာတိကိုကျွန်တော်ဖတ်ပြမယ်သူဖိတ်ခေါ်တဲ့ဇာတိရဲ့အကြောင်းမျိုးကြောင့်နေရာဒီသားဒီသူရောက်ရှိနေတဲ့မန္တလေးသားများပြန်လဲဖိတ်ခေါ်တယ်နော်အဲ့ဒါလည်းဆိုနဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ထုတ်ပြန်တာပေါ့နော်ဆိုတော့တက်မတော်ကနိုင်ငံတော်တာဝန်လွှတ်ပြောင်းရွေးကြတဲ့21 February ဒီရက်ကစပြီးတော့ NLD ပါတီဝင်တွေသူ့ကိုထောက်ခံတဲ့သူတွေအဲမတရားအသင်းချန်ပီယံအုပ်စုအစွန်းရောက်တွေအဲ့ဒါအဲ့ဒါတွေအကုန်လုံး လွယ်ဖွဲ့တွေများတော့ရှိရောဗျာတော်တော်များအဲအဲ့ဒီဟာတွေလှုံ့ဆော်မှုတွေကြောင့်ပြည်ပနိုင်ငံကိုထွေပြေးတိချောင်းတဲ့လူတွေရှိတယ် EUDC မှာသိသိချောင်းတဲ့လူတွေရှိတယ်ကျောင်းသားလူတွေများပြားရှိတော့ပါတယ်တဲ့အဲ့တော့တို့အနေနဲ့တဲ့မတရားအသိနဲ့ Champion အုပ်စုဖြစ်တဲ့ CRPH NUG နဲ့သူ့ရဲ့ဆက်ဆက်တဲ့ပုဂ္ဂိုလ်ရဲ့ထုတ်ပြန်ခဲ့တဲ့အာဏာရှင်စနစ်ထုတ်ပြန်ချက်ပြောကြားချက်တွေပေါ်မှာဆက်မှန်ဆိုးရိမ်လည်းရှိပြီးရောက်ရနေမှာလုံခြုံရေးအာဏာခံချက်မရှိမှုလူမှုစည်းဝါးပေါ်အဆင်မပြေမှုတွေခိုင်မှုတွေရင်ဆိုင်နေရတဲ့အတွက်မိမိတို့နေရဲ့ဒေသအသီးသူပြန်လာလို့တဲ့ဆန္ဒဖြစ်ပေါ်နေလို့တနည်းရှိပါတယ်တဲ့အကယ်၍ပြန်လာလို့ဆိုရင်သက်ဆိုင်ရာနေမြေသီးသီးကိုဖိတ်သက်ဆိုင်ရာနေမြေသီးသီးမှာရှိတဲ့ တာဝန်ရှိသူတွေဆက်သွယ်ပြန်လာလို့ရပါတယ်ဆိုတော့မျိုးကိုဖိတ်အဲအဲအသိပေးကျင်ကြတယ်ထပ်ထုတ်တယ်22ရက်နေ့မှာဆိုတော့ပွင့်လပြောရင်ဒါ NASA ကအနေနဲ့နောက်ထပ်ဘယ်နှချိန်မြောက်လောက်ပြောမလဲမသိတဲ့သူသူရဲ့ဖိတ်ခေါ်ချက်ပဲသူပြပောက်ရောက်သွားတဲ့သူတွေရှိတယ်အဲ့လူတွေပြန်ဝင်လာကြအမေရိကမှာရောက်နေလူတွေကအမေရိကန်ပြန်ဖို့ခိုင်းမဲ့လူတွေဆိုလို့ရှိရင်လည်းပြန်လာခြင်းရတယ်မြန်မာအစိုးရလက်ခံပေးမယ်ဒါပေမဲ့သူဒီခုနလွန်လွန်ကျူးကျူးတွေတရားလက်လွတ်တွေလုံမထားဘူးဆိုရင်သူကခွင့်ပြုမှာလာခဲ့ ငါတို့ကောင်းအောင် ပြန်နေခွင့်ပေးမယ်အမေကိုနိုင်ငံသားပြန်ပေးဆိုတော့လုပ်ခွင့်ပေးမယ်နောက်တစ်ချက်ကပြည်ပသွားတဲ့လူတွေမှာအဲအမေရိကဆိုဥပမာပေါ့နော်ပြည်ပသွားလူတွေမှာအဲ့လိုလုံလုံချီချီလုပ်မထားဘူးပေါ့လူတက်ဖို့အတွက်ရဲ့ဆက်ဆက်တွေလုပ်မထားဘူးဒါမျိုးဆိုရင်ပြဿနာမရှိဘူးပေါ့အဲအဲ့မှာဒါတစ်ချက်လက်နက်ကင်နေပြည်ရောက်သွားတဲ့တိုင်းသားလက်နက်ကင်နေပြည်ရောက်သွားတဲ့လူတွေရှိတယ်အဲဒီလူတွေအတွက်လည်းသူကမင်းတို့တွေပြန်လာခြင်းပြန်လာခဲ့ကြဒါခေါ်ပြန်လာခဲ့ဆိုတော့တော်တော်များကဟိုပြန်လာခြင်းသလားဆိုတော့အခုပြန်လာခြင်းလားမခြင်းလားမသိဘူးရန်ကုန်မှာဆိုရင်ခဏခဏ ခင်ဗျားဟိုရန်ကုန်မှာဆိုရင်ခဏခဏဟိုအလင်းဝင်လာတယ်။နောက်ကျွန်တော်တို့လူငယ်လေးတွေသူ့မိဘရှိပြန်အပ်ပေးလိုက်တယ်။ဒါတွေကကျွန်တော်တို့ကြီးနူးစရာမြင်ကွင်းလေးတွေကျွန်တော်မြဲပြောတယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုကြိုးဆိုတယ်။အဲ့တော့ကြိုးဆိုတယ်အဲ့ဒါကြောင့်ဒါတွေပြဖြစ်တဲ့နေလို့ပြောတယ်။အခုဒီလူမျိုးပြန်လာခြင်းတဲ့လူဆိုပြန်လာဖို့သူကခေါ်ထားတာ။အခုထပ်ပြီးတော့သူကခေါ်တဲ့အခါမှာတန်တမတော်ဘက်ကသူဒီလူအနောက်ဆက်ကနေသူခေါ်တဲ့နေထားမှာအကြမ်းဖက်မှုတွေလူတတ်မှုတွေမကျူးလွန်ထားဘူး။ဖောက်ခွဲတိုက်ခိုက်မှုတွေမကျူးလွန်ထားဘူး။ စသဖြင့်ပေါ့နော် မတရားဒီတကယ်ကိုတရားလွတ်လွတ်တယ်ပေါ့ဗျာလုံမထားဘူးဆိုရင်ပေါ့ကျွန်တော်လူနာလဲအောင်ပြောရင်တော့လုံမထားဘူးဆိုရင်လာပြန်လာခဲ့အကောင်းအောင်ပေါ့နေခွင့်ရှိပြန်ပြီးမယ်ဒီလိုမျိုးသူကြီးညာထားဆိုတော့အခုနောက်ထပ်ကြီးညာချက်အရာဆိုရင်တတ်မလို့နေနတ်ဆကအနေနဲ့ထပ်ပြီးနက်နက်လေးတုံးလေးရှော့တင်တာတခုရှိတယ်ကျွန်တော်ကြားမိသလောက်ဟိုဒေတာမပြောတော့ဘူးကျွန်တော်ဒေတာဒေတာနှစ်ခုသုံးခုလောက်ကျွန်တော်ကြားတယ်နှစ်ခုသုံးခုလောက်ကြားတယ်မြောက်ပြည်အလဲပိုင်းတနေရအဲနောက်အမြမပြည့်ရဲ့ဟိုဘာခေါ်လဲဆိုတော့အဲရန်ကုန်ကနေပြီးတော့ဘယ်လိုခေါ်မလဲဒီလက်လက်လက်ဆန့်လိုက်လို့ရှိရင် နောက်ထပ်တနေရပေါ့နော်အဲ့လိုနေရာ နောက်ထပ်ဟိုဘက်အဲမန္တလေးကနေဟိုဘက်ကိုမန္တလေးရဲ့အထက်အောက်ပဲညာပေါ့အဲရန်ကုန်ရဲ့အထက်အောက်ပဲညာအဲ့လိုနေရာနှစ်ခုသုံးခုကနေရာသုံးခုမှာရောက်နေတယ်လုံးလေးကောင်ရောက်နေတယ် PDF ချိုးကအလင်းဝင်ခြင်းကြားတယ်သူတို့ငင်းချမ်းလေးလှုပ်ခြင်းအလင်းဝင်ခြင်းနဲ့ပေါ့ပေါ့လေပေါ့ဝင်ခြင်းနဲ့ဒါပေမဲ့သူတို့မှာကြောက်နေတာဟိုရှေ့မှာအလင်းဝင်လာတဲ့သူတွေကိုစစ်တပ်ကတပ်ပလိုက်ပြီးတော့ထောင်ထဲထည့်ပလိုက်ပြီးလို့ဆိုတဲ့သတင်းမျိုးတွေကိုတောထဲမှာကကြတော့တောထဲမှာဝါရဖြန့်ထားတဲ့အခါကျတော့လူတွေကကိုလန့်ပြီးတော့ငါတို့လည်းပြန်သွားရင်ငါတို့များတတ်မလားတတ်မလားတတ်များတတ်မလားထောင်ထဲမှာထည့်မလားဆိုတော့စိုးရိမ်ချက်သူတို့မှာရှိတယ် ရှင်းတော့သူကလာဖို့ခက်ကြောက်တယ်နောက်တစ်ချက်ကသူတို့လှုပ်ထားတာလေးတွေကငါတို့ကတော့တိုက်ပွဲတွေတော့တိုက်ထားတယ်လူတော့မတတ်ထားဘူးဒါပေမဲ့ငါတိုက်ပွဲတွေတိုက်ထားတော့ငါတို့အများမသုံးဘူးလားဆိုတော့စဉ်းစားကြည့်အဲ့တော့တက်မလို့နေနေကဘယ်အထိနောက်တစ်ဆင့်ပေါ့နောက်ဆက်ကနောက်တစ်ဆင့်နည်းနည်းရှော့ပစ်နေတာကဒီအကြမ်းဖက်တပ်ဖြတ်မှုတွေလှုပ်ထားတယ်ဒါပေမဲ့သူကပါလဲဆိုရက်ဆက်တဲ့တပ်ဖြတ်မှုတွေပေါ့လူမဆန်တဲ့တပ်ဖြတ်မှုတွေလှုပ်ထားတာမျိုးဖြစ်ပြီးတော့တောင်းတောင်းစစ်ပွဲမှာတိုက်ရင်းနဲ့နှစ်ဖက်ဟိုဘက်ပြစ်ကတ်ချက်ကြိုင်နဲ့အထိရခဲတာလောက်ကတော့ငါတို့ခွင့်ပြုတယ် ဆိုတော့ဒီဘက်ကလည်းစက်တာမင်းတို့ကလည်းဟိုလက်နက်ကြိုင်တာဒီဘက်ကလည်းစက်တာလက်နက်ကြိုင်တာအပြန်လည်းပြည့်ချက်ခက်ကြိုင်နေတီးဝါတဲ့ကိစ္စမျိုးငါတို့ခွင့်ပြုတယ်ဒါပေမဲ့မင်းတို့လူမဆန်သာတတ်တဲ့ကိစ္စတော့ငါတို့ခွင့်မပြုဘူးဆိုတာမျိုးနောက်တော့တစ်ဆင့်လျှော့တယ်နော်ဟိုစစ်ပွဲမှာပြည့်ချက်အပြန်လည်းပြည့်ချက်ခက်ကြိုင်နေတီးကြတဲ့အထိကတော့ဒါတော့ဖြစ်တတ်တဲ့သဘောမျိုးလို့အဲအဲ့ဒါတော့ငါတို့ခွင့်ပြုတယ်မင်းတို့ပြန်လာခဲ့မင်းတို့ကိုလုံးဝထောင်မချဘူးမင်းတို့ကောင်းကောင်းမနေမယ်နေရမယ်ကောင်းကောင်းမနေမယ်ဆိုငါတို့ခွင့်ပြုတယ်ဆိုတာမျိုးပြန်လုကြည့်ရင်နောက်ဆက်ကတစ်ဆင့်လေးနဲ့လျှော့ချလိုက်ရင်တေချာပေါ့ခင်ဗျဝင်လာမယ့်လူလူငယ်တွေမနေဘူးကြကျွန်တော်သိရတယ်လို့လူငယ်တော်များသိသွားပြီ တချို့လူတွေတော်တော်သိနေပြီတော်ထဲမှာနေပြီမဲ့သူတို့သိနေသိသွားကြပြီပြဿနာတော်ထဲမှာနေသိပြီမဲ့သူတို့ကိုစောင့်ကြည့်နေတဲ့ဖွဲ့တွေကလည်းကြည့်နေတာသူ့လိုလိုငါလိုလိုကြည့်အဲ့လိုကြည့်နေကြတော့သူတို့ကတော်တော်လေးတော့တချို့ကဒီသတိကြီးကြီးထားပြီးမှသူတို့ကဒီ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 နာဆာကနေပြန်ဆက်သွယ်တာဒီသတိကြီးထားလုပ်မိကြတယ်တချို့ဆိုနာဆာကတိုင်းမဆက်သွယ်ရင်မဲ့အဲ20 30လောက်ခံပြီးတော့အဲနာဆာကစီကိုရောက်တဲ့မီလီယံတွေကိုတုံးပြီးတော့သူတို့ဆက်သွယ်နေတဲ့လူတွေအောင်ရှိတယ်ကျွန်တော်အဲ့လိုကြားတယ်အဲ့တော့ဘာဖြစ်လို့ကျွန်တော်အဲ့ဒါကိုဝမ်းတာတယ်ပေါ့နော် ပြီးတော့တို့ပြန်လာခဲ့ရင်ပေါ့ငါတို့တိုက်ပွဲမှာတော့အပြန်လန်ပြစ်ကြခတ်ကြရင်တော့တေတာတို့ရှိရင်ရှိမှာပေါ့ငါတို့ပြန်လာရောငါတို့လက်ခံမလာရင်ဆိုတော့အတွင်မျိုးအဲ့ဒီတချို့ပြီးတဲ့မှာရှိနေလို့ကြားတယ်အဲ့ဒါဆိုရင်နတ်ဆက်ကအနေနဲ့ကနှစ်ဖက်အပြန်လန်ပြစ်ကြခတ်ကြရင်လည်းထိတာကတော့ငါတို့ခွင့်ပြုတယ်ကွာဆိုတာမျိုးလောက်တော့နတ်ဆက်ကတဆင့်လျှော့လိုက်လို့ရှိရင်တော့အဲ့ဒီမှာတိုက်ပွဲဖော်ခဲ့ပြီးမြဲတိုက်ပွဲထဲမှာပဲတိုက်ကြရင်လည်းဖြစ်ကြတဲ့ဟာလက်ဝတ်ထိုးသလိုပေါ့ဗျာလက်ဝတ်ထိုးရင်လည်းသူသူနိုင်ငံနဲ့ထိုးကြတာပဲပြီးရင်လည်းလက်ဆွဲနှုတ်ဆက်တယ်ဆိုတာမျိုးပေါ့အခုတိုက်ပွဲထဲမှာတိုက်ကြရခတ်ကြတာတော့ပြဿနာမရှိဘူးခွင့်ပြုတယ်ဆိုတာမျိုးလှုပ်လိုက်ရင်တေချာဘော ပြန်လာမယ်လို့အများကြီးပေါ်လာလိမ့်မယ်လို့ငဲတယ်နတ်ဆက်ကနေတဆင့်ထတ်လျှော့ဖို့ တင်တယ်ကျွန်တော်မြင်ပြောတာတက်လျှော့တင်တယ်ဒါဆိုရင်လူငယ်လေးတွေတော်ရဲမှာမသိရတော့ဘူးပေါ့တော်ရဲမှာဒုက္ခမရောက်ကြတော့ဘူးပေါ့ဒီလူငယ်ကျွန်တော်မြင်တယ်ဒါဆိုအခုခေါ်တာကတော့သူကအဲချမ်းဖက်တက်ပြတ်မှုတွေမလောက်ထားဘူးဆိုရင်ချမ်းဖက်တက်ပြတ်မှုဆိုတာကတက်ပြတ်မှုတွေပေါ့လူတက်မှုတွေတက်ပြတ်မှုတွေမလောက်ထားဘူးဆိုတော့ဒီတက်ပြတ်မှုဆိုတာကခေါင်းစဉ်ကအထိပယ်နဲ့ကျဲနေတယ်ဟိုကောင်တွေကဝါရဖြန့်တဲ့ခါမှာအဲ့ဒါကိုမင်းတို့တော့လဲထောင်းနှောင်မှာတော့ဆိုတော့ထောင်းနှောင်မှာမင်းတို့အသက်ခံမှာလမ်းမှာသေသွားရတော့ဘာညာဆိုတော့တော်ရဲမှာရှိတဲ့ပြည်ရဲတွေလာဖို့နည်းနည်းလန့်နေတာပေါ့သူတို့ချင်းချင်းချမ်းမှာအဲ့လိုရှိတယ် ဆိုတော့ဘာပြောနောက်ဆက်ကအနေနဲ့ဒီဖိတ်ခေါ်မှုကိုကျွန်တော်ကြိုဆိုတယ်ဒါပေမဲ့နည်းနည်းလေးတုံးလေးထပ်ပြီးတော့ရှော့ပြီးတော့ဘယ်အဆင့်ထိဆိုငါတို့ရှော့ဝင်မယ်ဆိုတော့အဆင့်ထပ်ရှော့လိုက်ရင်လူငယ်တွေအများကြီးဆက်သွယ်ပြီးတော့ပြန်ဝင်လာလိမ့်မယ်အဲ့ကြောင်ကျွန်တော်လက်ခုပ်တီးမယ်ဘာဖြစ်လို့ဆိုလူငယ်တွေဝမ်းသာလူငယ်တွေဒီလိုမျိုးဝမ်းသာတော့ PDF လူငယ်လေးတွေမသေးမသေးတော့ဘဲနဲ့ဝင်လာပြီးတော့တိုင်းကျုံပြည်ပြည်ပြန်လောက်ကြမှာကိုကျွန်တော်တို့ကကြိုဆိုရမယ်ဗျဘာဖြစ်လို့ဆိုဒီတိုင်းပြည်မှာကအားလုံးဟာဒီနိုင်ငံသားတွေဖြစ်တယ်ဒီတိုင်းပြည်ရဲ့ယရနာတွေဖြစ်တယ်ဒီတိုင်းပြည်ရဲ့လူသားချင်းမြစ်တွေဖြစ်တယ်ကျွန်တော်တို့တတ်နိုင်သမျှ ဟိုရှေ့မှာမားခဲ့တာရှိမယ်မားခဲ့တာရှိမယ်ပြောခဲ့တာရှိမယ်ဆိုခဲ့တာရှိမယ်လှုပ်ချင်တာရှိမယ်မားတာရှိမယ်မားတာရှိမယ်ဒါတဒင်ကနဲ့လှုပ်ကြကြိုက်ကြိုင်းနဲ့ဖြစ်ကြတာတွေပေါ့နော်ဆိုတော့ဒါတွေကိုဖြေရှုပ်ဖို့တင်တယ်ဒါပေမဲ့လူမဆန်တဲ့တက်ဖြတ်မှုတွေကြာရင်တော့သူ့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်တွေတော့ခံခိုင်းဖို့လိုအပ်တယ်လူမဆန်တဲ့တက်ဖြတ်မှုတော့မှရေးဘလူးလိုကောင်းမျိုးအခုတ်ထဲတက်ဖြတ်တာဒါကြီးကျတော့လူမဆန်တဲ့တက်ဖြတ်မှုလို့ခေါ်တယ်ဒီကောင်တွေကျတော့ပို့လိုက်ပြရေဆုံးမြေဆုံးကိုလိုက်လိုက်ရမယ်တဘောရေဘလူးလိုဟာမျိုးနမူနာပေးတာနော်ဂျန်တဲ့လူတွေလည်းအဲ့လိုပဲဒီလိုမျိုးရက်ဆက်တဲ့တက်ဖြတ်မှုကျတော့ရေဆုံးမြေဆုံးလိုက်ရမှာအဲတော်ယုံတန်ယုံလောက်ကတော့ ဟိုလက်လျှော့ဖြေလျှော့ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ပြီးရက်လူငယ်ညီငယ်လေးတွေနေနဲ့လည်းဒီချိန်မှာအချိန်ကောင်းပါပဲဒီချိန်ကအချိန်ကောင်းပါပဲအချိန်မလင့်သွားစေချင်ပါဘူးအချိန်လင့်သွားတဲ့ခါကျရင်ဒုက္ခဝါလိမ့်မယ်ညီတို့တစ်ချိန်တော့ကကနာဟိုဟိုပါလေပကြီးထင်းလင်းဟိုပါတဲ့ပါချောင်လူတတ်မှုဆိုတဲ့ပကြီးထင်းလင်းရေးခဲ့တဲ့ပါချောင်လူတတ်မှုဆိုတဲ့ဇလန်တွေကြီးအဲ့စာအုပ်ကိုပြတ်ဖတ်ကြည့်ပါ အဲ့ဒီထဲမှာလည်းအဲ့ဒီတော့ကအဲ့တလူတွေပဲဖြစ်ခဲ့ကြတယ်ဒီနေ့ဖြစ်ခဲ့တာတွေနဲ့အဲ့တော့ဖြစ်တာတွေက version သာနည်းနည်းကွဲသွားမယ်ကြောရိုးအတူတူပဲဇလန်ကြောရိုးအတူတူပါပဲအဲ့တော့တချို့ညီငယ်တွေတော်တော်ရောက်နေပြီးတဲ့ညီငယ်တွေပါချောင်စာအုပ်ကလေးဖတ်ကြည့်လိုက်ပါဖတ်ကြည့်ပြီးအခုကျွန်တော်ပြောတာမှန်လားမမှန်လားကျွန်တော်ပြောတာကြောရိုးကတပုံစံနဲ့ပဲဖြစ်စဉ်လေးသာနည်းနည်းလေးကွာသွားရင်ကွာသွားမယ် version လေးတွေမတူတာပဲ update version 88 version နဲ့21 version ကွာသွားတာပဲလွယ်ပြီးကျန်တာအတူတူပဲအဲ့ကြောရိုးကအတူတူပဲဆိုတာကြောင့်ညီငယ်တွေသိရင်တော့ သိပြီးတော့ဆင်ကျင်နိုင်ခဲ့ပြီဆိုရင်ကျွန်တော်တော့ဝမ်းသာရကျူးစွာမှာဗျတကယ်ပါဟိုဒီကြီးငယ်တွေဟိုလူသက်တွေမသိသေးချင်ပါဘူးကျွန်တော်ညီညီညီမတွေပါ PDF တွေဆိုရတယ်ဒီလိုပဲကျွန်တော်ခံစားပါတယ်เนาะအဲ့ဒါလေးကိုဖိတ်ခေါ်တာကိုကျွန်တော်ကကြိုးစိုးတဲ့အနေနဲ့ထည့်ပြောတာပါဒါတစ်ချက်ပေါ့เนาะ